ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့ဒီ live မှာတော့9ရက်10လ2025ဒီနေ့ Super Sunday ရဲ့ဒါ3စာပွဲဖြစ်တဲ့ League 1ရဲ့ပွဲတွေ Bundesliga ရဲ့ပွဲတွေเนาะ league နှစ်ခုကိုပေါင်းပြီးတော့ဒီနေ့ဒီ live ထဲမှာပြောပြသွားမှာဖြစ်ပါတယ်ရှေ့မှာကျွန်တော် Premier League live ထဲမှာဒါ3စာတပွဲနဲ့2စာတပွဲပြောပြပါပြီเนาะအဲ့တော့ပြီးတော့ကျွန်တော်ဒါ La Liga နဲ့နောက် live မှာကျွန်တော်၄သင်းပေါင်းလေးပြောပြနေတော့ဒီနေ့ live ပြီးပါပြီကျွန်တော်ခတ်တော့တလီပဲပြောပြပါမယ်เนาะညီကိုတို့အဲ့တော့မင်္ဂလာပါဗျအဲ့တော့အသေးလေးလက်မှတ်လေးလေเนาะတစ်ယောက်တစ်ချက်တော့ ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများတင်ပါတယ်ဗျ brother two hand tap မင်္ဂလာပါဝေအောင်ထွန်းမင်္ဂလာပါရွှေကြီးမင်္ဂလာပါ pwz youtube channel မင်္ဂလာပါညီကိုရေ rap guardian မင်္ဂလာပါခစ်တစ်မင်္ဂလာပါ rap မင်္ဂလာပါကျော်လင်းထောင်ဟာမင်္ဂလာပါညီကိုရေကိုကိုနိုင်မင်္ဂလာပါဇွန်နိုင်ထိပ်မင်္ဂလာပါအဲကွန်ဆိုတူမင်္ဂလာပါဗျဝေယံလင်းမင်္ဂလာပါဥဆုမြင့်မင်္ဂလာပါရူဘီဖြိုးမင်္ဂလာပါညီကိုရေမောင်ပစင်းမင်္ဂလာပါကိုငယ်မင်္ဂလာပါညံဖြိုးမင်္ဂလာပါကိုအောင်မင်္ဂလာပါဝါဝခင်မင်္ဂလာပါအောင်ရဲထက်မင်္ဂလာပါအဲကျော်လင်းထောင်ခိုင်မင်္ဂလာပါညီကိုရေဇော်ကိုဝင်းမင်္ဂလာပါဗျ ဘရဒါကိုကိုနိုင်မင်္ဂလာပါဗျမင်းမင်းမင်္ဂလာပါညီညီမင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါအဲတန်းကျော်မင်္ဂလာပါချစ်ကိုမင်္ဂလာပါကိုခန့်မင်္ဂလာပါဦးစော်လင်းမင်္ဂလာပါတူအန်ထက်မင်္ဂလာပါလာပြီမင်္ဂလာပါဆိုးဆိုးမင်္ဂလာပါဗျအဲတန်းတူအောင်1 2 3မင်္ဂလာပါဗျတုတ်ကြီးမင်္ဂလာပါအဲထွန်းထွန်းမင်္ဂလာပါလက်ကီချမ်းမင်္ဂလာပါပြေပြိုးအောင်မင်္ဂလာပါဆိုလိုပွိုင်းမင်္ဂလာပါပြေစုံမင်္ဂလာပါညီကိုကြီးအဲ့တော့ကျွန်တော်ခဏနေတော့စမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ live ထဲမှာကျွန်တော်တို့ဒါ လီဂူဝမ်းနဲ့ကပွဲလေးတွေပေါ့နော်အဓိကနှစ်ပွဲပါမိုနာကိုပွဲနဲ့ကျွန်တော်လိုင်ယွန်ပွဲလေးနှစ်ပွဲပြောမယ်ပြီးရင်တော့ဘွန်ဒလီကာလေးက၃ပွဲလေးကိုပြောပြီးတော့ကျွန်တော်ဒီနေ့ဒါဇာပွဲလေးတွေဒီထဲမှာပါတယ်ဇာပွဲလေးနော်အဲအလုံးမောင်းဒီထဲမှာကျွန်တော်ဇာပွဲနှစ်ပွဲပါမယ်ပေါ့နော်ဒီထဲမှာလေကျွန်တော်ဒါ၃ဇာပွဲ၁ပွဲနဲ့၂ဇာပွဲလေး၁ပွဲပါမှာဖြစ်ပါတယ်နော်အဲ့တော့ရှေ့မှာတော့ကျွန်တော်ပရီးမီယာလိဂ်လိုက်တဲ့မှာတော့ပရီးမီယာလိဂ်တီးတန်းနဲ့ကျွန်တော်အိုက်တမ်မှာ၃ဇာပွဲနဲ့၂ဇာပွဲနောက်ထပ်ပြောပြီးပါပြီနော်အဲ့တော့ဒါအဲ့ဒါဆိုတော့အလုံးမောင်းဒီကြောင်၃ပွဲ၄ပွဲဒီနေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ကျွန်တော်စလိုက်အောင်ညီကိုလေးနော်အဲ့တော့အသေးလေးလက်မလေးလည်းမှတ်ရသေးရင်ကျွန်တော်ချက်တော့ ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုကြီးသမားတင်ပါရဗျဆိုတော့ wise box မှာဆွညနေတဲ့ညီကိုရေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုရလို့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise box မှာ Facebook page နဲ့သူတို့ application တို့မှာ website လေး customer service call ကိုနှိပ်ပြီးတော့လေ94နိုင်တည်တူရတယ်မြင်မြန်လို့ရပါတယ်ကျွန်တော်တို့ let's go ပါဆိုတော့ အဲကျွန်တော်စပြောမှာက League 1အနေကျွန်တော်စပြောမှာပေါ့နော်အဲ့တော့ Lion ပွဲလေးကနေကျွန်တော်စဖွင့်ပါမယ်အဲ့တော့ Lion ဟာလက်ရှိ level တရားရှုံးအင်ဝင်ကနေပြီးသားပြီးတော့နှလုံးတရားရှုံးနဲ့ပြန်ပြီးတော့ပိတ်ထားတယ်ပြီးခဲ့တဲ့ရာသီမှာလည်း Lion အင်ဝင်မှာ level တရားရှုံးပြီးထားပြီးတော့မှဒါဇီးဇီးဆိုတဲ့ရာလည်းနဲ့တည်ကြသွားခဲ့တာတွေ့ရပါတယ်အဲ့တော့ Lion အသင်းဟာအမှန်တမ်းပြောရင်တော့ Toulouse အသင်းကို Toulouse အသင်းကိုတောက်လျှောက်ကြီးအောင်တဲ့ပွဲအများစုဒီမှာတမိုင်းတစ်ချောင်းမှာတွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့လက်ရှိဂျီကတော့အမှန်တမ်းပြောရင်တော့တမိုင်းတစ်ချောင်းမှာတော့ဒါဂျီပြော့တဲ့ ထဲမှာတော့ပါတယ်။ဒါပေမဲ့လို့ကိုပေါင်းကြီးနှလုံး80ရှုံးနဲ့ပြန်ပြီးရှင်ပြီးစဉ်းစားမယ်ဆိုရင်တော့ဒီကြီးဟာ Lion အနေနဲ့ B-Boy ကြီးရောက်ဝင်မဲ့အနေထားဖြစ်တယ်လို့ယူဆတယ်။အဲ့တော့လက်ရှိလက် Under 2.5တွေများတယ်။လိုတလောက်ပဲကန်တယ်။ကိုကလိုတလောက်ပဲသွင်းတယ်။ဆိုတော့ Z1 1Z Z1 တွေများတယ်ဗောလေ။အဲ့တော့နောက်ဆုံးပွဲမှာတော့ Rabu 7အသင်းကိုတလုံး90ပေါင်မှာကျွန်တော် 2Z နဲ့ပြီးခဲ့တဲ့ပွဲမှာ Lion Body လေးကျွန်တော်တို့အောင်ခဲ့တာဖြစ်ပါတယ်။ရှေ့မှာ Lilio Z1 Ultra အသင်းကို Z1 နဲ့ဒါ Anger အသင်းကို 1Z တို့ရှုံးပွဲတော့ဒီရာသီမှာတွေ့ခဲ့တယ်။အဲ့ဒါက Rannis အသင်းကိုဒါလက်ရှိဒီရာသီမှာ3-1နဲ့အဝေးပွဲမှာ ရှုံးလာတယ်။ဒါပေမဲ့အိမ်ကွင်းဒီယာဒီတောက်လျှောက်ရလက်တော်တော်လေးကောင်းတယ်ပေါ့နော်။ဒီမှာမာဆေးအသင်းကိုတော့လိုင်ယွန်ဟာဝမ်းစီးနဲ့အနိုင်ရထားတဲ့အတွက်လက်ရှိလိုင်ယွန်ရဲ့လူစင်းကတော့အလုတ်တော့ဖြစ်ပါတယ်။သို့ပေမဲ့လို့ level တရာရှုံးဆိုတဲ့ပမာဏအရာအရန် risk များတဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကဒီနည်းနည်းလေးဟို body ဒီကြောင်နဲ့တော့ပွဲအနေနဲ့မရွေးချယ်ပဲဒါလေးနေမောင်းနဲ့ထည့်ပေးလိုက်တာဖြစ်ပါတယ်။နော်အဲ့တော့လက်ရှိလိုင်ယွန်ရဲ့လက်ရှိ cheese one မျိုးတွေကဒီဘက်မှာမနိုင်စရာအကြောင်းမရှိဘူး။နောက်တစ်ချက်က ဒီ PSG နဲ့ဒီ Lyon နဲ့ကလက်ရှိ15မှတ်ချင်းတူနေတယ်။ Marseille ကမနေ့ကနိုင်သွားပေမဲ့လည်းဒီရာသီ9ပွဲမှာ2ပွဲရှုံးပြီးသားဖြစ်တဲ့အတွက်ရမ15မှတ်เนาะတပွဲအဲလုံနေတာဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာဒီညပွဲမှာ Lyon နဲ့ PSG ကံမဲ့ပွဲအကယ်၍တည်ကြခင်မယ်ဆိုရင်เนาะ PSG အနေနဲ့ရမ16မှတ်ရပြီးတော့ Lyon သာဒီနေ့ပွဲအောင်ခဲ့မှဆိုရင်16မှတ်နဲ့ဒါဇီယားထိတ်ကနေ Lyon ကဥဆောင်နိုင်မှာဖြစ်တာကြောင့်ဒီလိုမျိုးအဲ level တရားရှုံးဆိုရင်ဂျီကပျော့တယ်လို့ကျွန်တော်ကတော့သုံးသပ်တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တော့အဖက်ဖက်ကစဉ်းစားရင် two loss အသင်းဟာလက်ရှိအဝေးဝင်းလဲအားနေတယ်အဲလက်ရှိရှုံးပွဲလေးတွေအနည်းငယ်များတယ်ဗောလေဒီကစီနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်တာတယ်เนาะအဲ့ဒါ press အသင်းကိုအိမ်ခွင်းမှာနိုင်တာပါအဲ့တော့ PSG ကို3-6ဝန်းနဲ့ရှုံးတယ် Lily အိမ်ခွင်းမှာ level တရားရှုံးဝင်2-1နဲ့ရှုံးထားပါတယ် Ozil တောင်ရှုံးထားတယ်ဆိုကြတဲ့က Lion အိမ်ခွင်းကတော့တိတ်ခံခံနိုင်မယ်မထင်ဘူးဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော့ဒီပွဲကအမှတ်လွန်နေတဲ့ Lion နဲ့ပဲနေရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်၄နေမောင်းတစ်ထဲမှာ Lion body လေးထည့်ထားခြင်းဖြစ်ပါတယ် ယ်เนาะဒါကြောင့်လည်းပွဲတွေတော့မပါပါဘူးโอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော်မိုနာကိုနဲ့နိုင်စီပွဲပါအဲ့ဒါတော့ဒီနေ့ဒီဒီလီကူဝမ်ရဲ့သုံးစာပွဲလေးဖြစ်ပါတယ်အဲ့တော့မိုနာကိုအိမ်ကမှာတလုံး90ပေါင်းကို3လုံး30ရှုံးနဲ့ပြန်ကာထားတယ်အဲ့တော့ဒီရာသီရဲ့ပြီးခဲ့တဲ့ရာသီရဲ့ဒီမိုနာကိုအိမ်ကမှာ level 100ရှုံးပေးခဲ့ပါတယ်2-1နဲ့ပွဲပြီးတယ်ဆိုတော့အခုလည်းဒီဝင်ဟိုးတိုင်းပဲဒါ body ကိုပေးထားတဲ့အနေဒါပေါ့လေဆိုတော့အရန်ကြီးပြင်းနေတယ်မှာမပါဘူးအဲ့တော့မိုနာကိုရဲ့အဓိကပြဿနာဟာလက်ရှိအနေထားအရ ခံစစ်ပိုင်းတောက်လျှောက်ပေါက်နေပြီးပြတ်လာမော်လေအဲ့တော့ဒီနေ့ဘက်မှာလည်းအရန်ကိုးသမားတွေပဲဆက်ပြီးတော့ပွဲထွက်လာမှာဖြစ်တယ်လို့ဒီကွင်းလေကဇာကာရီယာတို့အုပ်စုမပါတဲ့အချက်ဟာမိုနာကိုရဲ့ခံစစ်တော်တော်လေးပေါက်မဲ့အနေထားပါအဲ့တော့တိုက်ဆက်ပိုင်းကဂိုလိုဗင်ကလွဲလို့ကျန်တဲ့ကစားသမားအကုန်ပါနေတယ်ဘာလိုကန်တို့နော်အဆူဖာဒီတို့ပါတယ်ဗျာအဲ့တော့ဘလိုပဲဖြစ်ဖြစ်ကိုကတော့မရတဲ့အကြောင်းတော့မရှိဘူးလေပဲတရားရှုံးပေးထားတာဆိုတော့အဲ့တော့လက်ရှိနောက်ဆုံးပြန်မလို့ခုနှစ်ပွဲဆက်ဒီမိုနာကိုအနေနဲ့ဘိုလင်းလူစကိုဖြစ်ထားတယ်တောက်လျှောက်လဲဒါဂိုးတွေလှိမ့်ပေးနေရတဲ့အနေထားမှာနော်နောက်ဆုံးပွဲမှာလော်ရီယန်အသင်းကို3-1ဆိုတော့အဆင်တော့မပြေဘူးအဲ့တော့မန်စီးတီးတို့အသင်းကိုတူးတူးနဲ့ခံခံနိုင်နေ ဆိုတော့တိုက်စစ်ကလည်းတိတ်ဆိတ်ပူစီရတော့ရှိမှာမဟုတ်ဘူးဗျအဲ့တော့ level တရာရှုံးမှာ3လုံး10ရှုံးဆိုတဲ့အတွက်လဲတဖက်က nice အသင်းအနေနဲ့ ac ကိုရမယ်ပုံမှာ nice ကလည်းနောက်ဆုံးပြန်မတော့4ဘွဲဆက် boarding loose ကိုဖြစ်ထားတယ်ဒီမှာ finabachi ကို2-1 paris ကို1-1 roma ကို1-2 brass ကို4-1ဆိုတဲ့ကဒီဘွဲက 2-1အနေအနေဆုံးစကြည့်ရမယ်ထင်ပါတယ်နော်2-1 2-2 3-1ဒီလိုမျိုးရလေလေဖြစ်ပေါ်နိုင်တာကြောင့်ကျွန်တော်ပြောလို့ဒီနေ့ရဲ့နောက်ထပ်3စပွဲအနေနဲ့မိုနာကိုဂိုးပေါ်လေးရွေးချယ်ထားတာဖြစ်ပါတယ်โอเคပါမိုနာကိုဂိုးပေါ်ပါโอเคဒါကတော့ဒါလီဂူ1နဲ့ကျွန်တော်အကြိုက်ဆုံး2ပွဲဖြစ်ပါတယ် PSG ပွဲကတော့မန်တိုင်းပြောရင်တော့ရှောင်းသင့်နေပြဘာလို့ပြီးခဲ့တဲ့ပွဲမှာ ်ဘာစီလိုနာအိမ်ခွင်းမှာလူမဆုံဘဲနဲ့1 2နဲ့လုတ်ပြခဲ့တာเนาะတော်တော်လေးဟိုအားအသင့်စရာပဲလို့ပြောရမှာပဲပေါ့လေနော်အဲ့တော့ဒီပွဲမှာလည်းအဲလက်ရှိနေသားရလိုင်းဒီလိုင်းလီအိမ်ခွင်းမှာ level တရားရှုံးပေးထားတယ်ဆိုတော့ကကြီးကတော့အနေငယ်လေးတော့ပြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲကမနေရဲဘူးပေါ့နော်လက်ရှိအဲ lose and win အနေနဲ့တေးပွဲဖြစ်သွားနိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ရှောင်လိုက်ပါတယ်နော်အဲ့တော့ဒီဒီ league one နဲ့ကတော့ကျွန်တော်ကြိုက်တဲ့အဲ့နှစ်ပွဲပဲကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်โอเคအဲ့တော့ဒါဘွန်ဒလီကလေးသွားပါမယ်ဘွန်ဒလီလေးပါနော်ဒီနေ့ပွဲရဲ့နောက်ထပ်နှစ်ဆပွဲကတော့ stuka နဲ့ hedehain ပွဲ ွဲဖြစ်ပါတယ်ဒီမှာတလုံး90ရုံးစတူဂတ်ဘတ်ကပေးထားတယ်၃လုံးကို60ရုံးအထိပေးထားတာဖြစ်ပါတယ်ဒီနေ့သင်ရပေးခဲ့တဲ့ရသည်ထိတ်တဲ့တွေ့ဆုံမှုရတလုံး90ရုံးမနစ်ကလည်းပေးခဲ့ပါတယ် Z1 နဲ့ Heading ကနော်မနစ်ကဝေးဝန်းကနေနိုင်သွားတယ်ဆိုတော့လက်ရှိလည်းတလုံး90ရုံးထပ်ပြီးတော့ပေးထားတာဖြစ်ပါတယ်အဲ့တော့စတူဂတ်အသင်းကနောက်ဆုံးယူရိုပါလိမှာဘေးဇယ်အသင်းကို2စီးနဲ့ရှုံးလာတယ်ရှေ့မှာတော့ကိုလွန်အိမ်ခွင်းမှာ12ဆယ်ဒါဗီကိုကို21ဆိုတော့တောက်လျှောက်ကတော့တိုက်ဆက်ကအလုပ်ဖြစ်နေတယ်ဒါပေမဲ့မနစ်ကရသည်လောက်တော့စတူဂတ်တိုက်ဆက်ကိုကျွန်တော်အသိအားမရဘူးဒါပေမဲ့လည်းလက်ရှိပေးထားတဲ့ပုံရတလုံး90ရုံးမှာ360ရှုံးအရဒီဘွဲက individual over 1.5စတူကဘတ်ကနော်အနည်းဆုံးနှလုံးမြင်ရမယ့်အနေဒါရှိသလို3လုံး60ရှုံးဆိုတော့ကိုပေါင်းကြီးကြောင့်တိုက်ဆက်ပိုင်းအားနည်းနေတဲ့ Harry Hain အသင်းကိုတလုံးပေးထားတာဖြစ်ပါတယ်နော်အဲ့တော့လက်ရှိအနေထားအရ Harry Hain ကဒါတိုက်ဆက်ပိုင်းဟိုပြန်မှန်လာတဲ့ဘတ်တော်ရောက်တယ်ဗောလေဒီ Osman ရဲ့ဘက်မှာ2-1 Hamburg ကို2-1ဆိုတော့ Dortmund ကို0-2เนาะပြီးရင် Leipzig ကို2-0ဆိုတော့အသင်းကြီးအနေနဲ့တွေ့ရင်တော့တိတ်အဆင်မပြေဘူးပေါ့လေဘယ်လိုပဲဖြစ်ဖြစ်3-60ရှုံးရကျွန်တော်ကဒီပွဲနှစ်သင်းပေါင်းရင်3လုံးအထိတော့အနေဆုံးရောက်နိုင်မှာ လို့ယူဆတယ်ဆိုတော့2-1တစ်ဖက်ပဲကျွန်တော်ကြောက်စရာရှိမယ်လို့ယူဆတယ်ဆိုတော့ဒီပွဲလေးကျွန်တော်စတုတ်ဂတ်ဂိုးပေါ်နှစ်စာပွဲဖြစ်ရွေးချယ်ထားပါတယ် โอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော်ဟမ်ဘတ်နဲ့ဒီဒီမေ့စ်ပွဲကတော့ဟိုကြိုက်တော့မကြိုက်ဘူးဒါပေမဲ့ Miss 2 Ace Double Chance လေးတော့မဆိုးဘူးဗျလေပဲ50ရှုံးကူမှာတုံးတုံးတည်ပေးထားတယ်ဆိုတော့နှစ်သိန်းလုံး9ရနိုင်တဲ့ကိုပေါင်းဝင်ရုံမျိုးဖြစ်ပါတယ်ဒီနှစ်သိန်းကနောက်ဆုံးထိတဲ့ဆိုတော့2019ကတွေ့တာအဲ့တော့ကဟမ်ဘတ်အိမ်ခွင်းမှာ Miss Away ဟမ်ဘတ်အိမ်ခွင်းမှာဟမ်ဘတ်ဘက်ကလေပဲ50ရှုံးပေးပြီးစီးစီးနဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့တမိုင်းတစ်လျှောက်မှာဟမ်ဘတ်အိမ်ခွင်းတိုင်းမှာ head to head ရတခါမှ Miss က away win ရနေကြီးမပေးဘူးအဲ့တော့အခု လေဗယ်50ကျော်ဝေးခွင့်ရပြီးတယ်ဆိုတော့တမိုင်းတစ်ချောင်းမှာဒါ mace back ကကြီးအပြင်းဆုံးပွဲဖြစ်ပါတယ်။ဒါကမှသုံးလုံးတည်ဖြစ်တဲ့အတွက် mace တည်ကြပေါ့ကိုးရမယ်လို့ယူဆတယ်။အဲ့တော့ဒီဘက်ကဟန်ဘက်အသင်းဟာလက်ရှိဒီအားဒီရဲ့တိုက်စစ်ပိုင်းတော်တော်လေးညံ့နေလို့ပဲကျွန်တော်တို့သုံးသက်တယ်။ဒါပေမဲ့ Union Berlin အိမ်ကွန်းမှာစီးစီးနဲ့ကန်တဲ့အချက်ကတော့မဆိုးဘူးပေါ့နော်။ပြီးရင် Heading အသင်းကို2-1နဲ့နိုင်လာတယ်။ Bayern Munich ကို5-0နဲ့ရှုံးတယ်။ စိမ့်ဘော်လီကိုဇီးတူးနဲ့ချုံတဲ့ graph ဒီမိုဂျန်ဂလာဘတ်အသင်းကိုဒါဇီးဇီးဆိုတော့အစင်တော့တိတ်မပြေနေဘူးဟမ်ဘက်ပွဲရအဲ့တော့တပတ်ကမေးစာနောက်ဆုံးပွဲမှာကျွန်တော်ဒါဒေါမွန်ကိုဇီးတူးနဲ့ရှုံတယ်အော့စ်ဘက်အင်ကောမှာ1 4နဲ့ဖြုတ်တယ်အဲလိုက်စ်ကိုတော့ရှုံတယ်ဝူဖ်ဘက်ကိုတည်ရဆိုတော့ဒီဘက်ကလက်ရှိ current form ရတော့မေးစတော့ပိုကောင်းနေပြဒါပေမဲ့ level 50အရာမြန်မာကြီးတော့ကျွန်တော်မနေရဘူးဆိုတော့နေမယ်ဆိုရင်တော့ 2x divergence mate တော်တော်လေးမိုက်ပါတယ်နော် 2x divergence mate ကြိုက်ပါတယ်အဲ့တော့ Friday နဲ့ကျွန်တော်မိုဂျန်ဂလာဘတ်ပွဲတော့ကျွန်တော်ရှောင်ပါတယ်နော်โอเคပါဒါဆိုတော့ကျွန်တော်ဒီနေ့နှစ်စာပွဲလေးနှစ်ပွဲပြီးပြီဆိုတော့ကျွန်တော် now live မှာ လာလီကာနဲ့တူဒီနေ့ရဲ့၄သန်းပေါင်း၂မောင်းလေးပြောပြပါဖြစ်ပါတယ်เนาะโอเคပါဆိုတော့ဒီ live လေးတို့ဒီမှာပဲရန်သားပြလင်ကြီးကိုနေเนาะဒီနေ့ဒီဒီ live လေးကိုလည်းဒါကြည့်ရှုပဲ brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ